ဝိပဿနာတရားကျင့်တယ်ဆိုတာဒီလိုကျင့်ရမယ်။လက်ဆောင်ပြ။နိဗ္ဗာန်ကိုလိုချင်တယ်။ပရတ္တဖို့ကိုရချင်တယ်။အမြင့်ဆုံးအကျိုးတရားကိုရချင်တယ်ဆိုရင်ဒီလိုကျင့်တယ်။ဆိုပြီးတော့ကျင့်ပုံကျင့်နည်းလေးကိုလက်ဆောင်ပြ။သုံးခွန်းနဲ့ညာနာဖြစ်သည့်ထီအောင်ဟောဝိပဿနာကျင့်ကျင့်တာကနှစ်မျိုးရသွားတဲ့အကျိုးကတစ်မျိုးအဲ့ဒီမှာကျင့်ပုံကျင့်နည်း ဝိပဿနာရဲ့အာယုံနှမျိုးကိုထုတ်ပြပြီးတော့ဟောတယ်။မြတ်စွာဘုရားဟောတဲ့စကားအချင်းလေးကိုအရင်မှတ်ရအောင်ပြီးတော့မှရှင်းပြ။မြတ်စွာဘုရားကဘယ်လိုဟောလိုက်တုံးဆိုရင်ဣမတမေစသဝိညာဏကေကာယေအဟင်္ကာရမမင်္ဂါရမာနာနုတ္တိယနဘောဟိတန္တိ တဝိညာဏကဆိုရက်အတိစိတ်ရှိတဲ့ဟောရိကာယအဲ့ဒီကာယမှာအဟံကာရငါလို့လူတွေကထင်မှတ်စေတဲ့ဒိဋ္ဌိမမံကာရငါဟာလို့ထင်မှတ်စေရတဲ့တဏှာကိုယ့်ကိုယ်ထင်ကြီးတဲ့မာနဆိုရက်လူတွေရဲ့စိတ်အစဉ်ထဲမှာဆွဲလန်းပြီးဆွဲကပ်ပြီးတော့ပါလာတဲ့မာနအဲ့ဒါတွေ မရှိစေရဘူးအဲ့ဒါတွေကွာအောင်လုပ်ရမယ်ဒါနံပါတ်၁ကိုယ့်ရဲ့ကိုယ်ကာယမှာတဏ္ဍာဒိဋ္ဌိရဲ့တဏ္ဍာရဲ့မာနရဲ့ဒီတရားတွေမကတ်စေရဘူးဒီတရားတွေကိုဖယ်ရှားရမယ်ဒါကစကားတစ်ခုနောက်ဒုတိယစကားတစ်ခုကပါတော့ဆိုရင်ဘိဓာသတ္တဝနိမိတ်တေတု အဟင်္ကာရမမင်္ကာရမာနာနုတေဟနဘဝိတန္တိအပြင်ကအာယုံမှန်သမျှအပေါ်မှာလည်းပဲငါဆိုတဲ့ဒိဋ္ဌိငါဟာဆိုတဲ့တဏမာနဆိုတဲ့အနုတေရလေမဖြစ်အောင်လုပ်ရမယ်ဒါကစကားတစ်ခု ဒါဝိပဿနာခြင်းစဉ်ကိုအချင်းလေးဘာကိုမှတ်ရမလဲဆိုတာကိုအချင်းလေးပြလိုက်တယ်အဲတရားဆိုဒီမှာမတိသေးတာတွေသိဖို့အတွက်နာယူချရဖះဟောတဲ့တရားကိုအလေးနဲ့စဉ်းဉ်စဉ်းစားပြီးနာဖို့လိုအပ်တာပေါ့ဒါမို့မြတ်စွာဘုရားကသူတရားဟောတိုင်းဟောတိုင်းယန္တိကိုတတိပေးတယ်တာလူကံသူနောထမနတိကရောထအေးတာလူကံသူနောထ နားထောင်ညာကောင်းကောင်းနားထောင်ညာတာဓုကံမနတိကရောထစိတ်ဆိုင်ပြီးတော့ထားကြတရားရဲ့တဘာဝကိုသိရှိအောင်နားလဲဆွင့်ထားစိတ်ကလည်းပဲတခြားမရောက်စေနဲ့လို့ဒီလိုဆိုလိုတယ်ကြားအောင်လဲနားဆွင့်စိတ်ကလည်းတရားတွေကိုရောက်နေအောင်ကြိုးစားလို့ဒီလိုတတိပေးပြီးမှဟောလို့ရှိတယ်ခွရှင်သာရိပုတ္တရာကိုစကားစပြီးဟောလိုက်တာ သရီဗုဒ္ဓငါတရားဟောတဲ့အခါအကျဉ်းလဲဟောတယ်အကျယ်လဲဟောတယ်အကျဉ်းအကျယ်နှမျိုးလုံးလဲဟောတယ်ဒါပေမဲ့နားလဲတဲ့ပုဂ္ဂိုလ်ဟာရခဲ့တယ်ဒါမြတ်စွာဘုရား तू ဟောတဲ့တရားပွဲတွေမှာကြည့်လိုက်မယ်ဆိုရင်ဘုရားတရားတော်ကိုနားလဲသွားတဲ့ပုဂ္ဂိုလ်ဟာအများကြီးမရှိဘူးဆိုတာလွန်ထင်ရှားတယ်ပေါ့ဟုတ်ပြီတပည့်ဆက်ကြတရားဟောတဲ့အခါကြည့်လူသားတွေကရှင်ကွန်တေညာ ဝပပါရိယမဟာနံအတ္တသိဆိုပစ္စဝကိ၅ပါးတရားနာကြတယ်ဓာတ်ဒီပြမာတွေကတော့မရေတွက်နိုင်အောင်လာကြတယ်လူသားတွေကတော့၅ယောက်ထဲပဲတဝိဇ္ဇာတရားရှင်းလင်းပြီးဟောကြားလို့သဘောပေါက်နားလည်သွားတာရှင်ကုဋေညတပါးပဲနားလည်တယ်လူသားတွေတဲကရှင်ကုဋေညတပါးပဲနားလည်ဒါကြောင့်မို့မြတ်စွာဘုရားကအညာတိဝတ္တဘောကုဋေညောအညာတိဝတ္တဘောကုဋေ ဟေးယန်းတို့ကွန်တေညာတော့သဘောပေါက်သွားပြီငါဟောတာနားလဲသွားပြီရှင်ကွန်တေညာတပါးပဲနားလဲကြံနဲ့ပိစဝကိ၄ပါးနားမလဲသေးဘူးမြမာတွေကတော့၁၈ကလေးသဘောပေါက်နားလဲသွားကြတယ်နတ်တွေကအတင်ချေနားလဲသွားကြတယ်သို့တော့လူသားတွေကတဦးသာလင်းဒီတရားကိုနားလဲတယ်ဆိုတော့လူတွေရဲ့အရေးအတွက်နဲ့ လူသားတွေတည်းကကြည့်မယ်ဆိုရင်မြတ်စွာဘုရားကရှင်သာရိပုတ္တရာကိုဟောတဲ့ထင်အညာတရောသဒုံလပါးငါဟောတဲ့တရားကိုသဘောပေါက်တဲ့ပုဂ္ဂိုလ်ကြတော့အင်တမရှားတယ်။ရခဲတယ်။တရားကိုနားလည်တဲ့ပုဂ္ဂိုလ်ရှားတယ်မြတ်စွာဘုရားဒီလိုဆိုအဲ့လိုစကားဆလိုက်တဲ့အခါကျတော့ရှင်သာရိပုတ္တရာအထက်ကရာဆရာကြီးကတော့ဒီနေရာရှင်းပြတယ် နားလဲတဲ့လူရှားတယ်လို့ဆိုတော့ရှင်သာရိပုတ္တရာမြတ်စွာဘုရားကိုဗာလျှောက်လိုက်ဧတတဗကဝါကာလောဧတတဗကဝါကာလောမြတ်စွာဘုရားရဲ့ဟောဖို့အချိန်တန်ပါတယ်နားလဲတဲ့ပုဂ္ဂိုလ်တွေရှိပါလိမ့်မယ်ဆိုပြီးတော့ဟောပါဗျာအကျဉ်းအပြင်ဟောပါဗျာအကျဉ်းအပြင်လည်းဟောပါဗျာအကျဉ်းကျဉ်းနှမျိုးအလုံးအပြင်လည်းဟောပါဗျာ ဘဝိတ္တန္တိဓမ္မတအညာတာရောတရားကိုနားလေသဘောပေါက်တဲ့ပုဂ္ဂိုလ်တွေရှိပါပါခေါ်ပါဖရာလို့ရှင်သာရိပုတ္တရာမြတ်စွာဘုရားကိုဟောအောင်တိုက်တွန်းလိုက်တာအဲ့ဒီအချိန်မှာမြတ်စွာဘုရားကဝိပဿနာတရားဟောတာတကယ်ချင်းချင်းလေးဟောချင်းချင်းလေးဟောလိုက်ရင်မလုံးရမယ်ဆိုတာဘုန်းကြီးတို့တရားနာပရိသတ်သဘောပေါက်သွားနိုင်တယ်ပေါ့ဝိပဿနာကျင့်စဉ်ကအကျယ်ကြီးဆိုတဲ့အခါတို့ဘလို့ကျင့်ရမယ်လို့သဘောပေါက်ချင်မှပေါက်မယ် အကျဉ်းလေးဒီသုဒ္ဓမှာဟောထားတယ်အကျဉ်းဆုံးဝိပဿနာတရားလေးဘယ်လိုဟောတော့ဆိုတတ္တမတိဟသာရိပုတ္တအေဝံသိခိတပါကောင်းပြီဝိဝိပဿနာတရားကျင့်တယ်ဆိုတာဒီလိုကျင့်ရမယ်လက်ဆောင်ပြနိဗ္ဗာန်ကိုလိုချင်တယ်ရတ္တဖို့ကိုရချင်တယ်အမြင့်ဆုံးအကျိုးတရားကိုရချင်တယ်ဆိုရင်ဒီလိုကျင့်တယ်ဆိုပြီးတော့ကျင့်ပုံကျင့်နည်းလေးကိုလက်ဆောင်ပြသုံးခုနဲ့ ယန္နာဖြစ်သည့်ထိအောင်ဟောဝိပဿနာကျင့်ကျင့်တာကနှမျိုးရသွားတဲ့အကျိုးကတစ်မျိုးအဲ့ဒီမှာကျင့်မုံကျင့်ဤဝိပဿနာရဲ့အာယုံနှမျိုးကိုထုတ်ပြပြီးတော့ဟောတယ်မြတ်စွာဘုရားဟောတဲ့စကားအချင်းလေးကိုအရင်မှတ်ရအောင်ပြီးတော့မှရှင်းပြမြတ်စွာဘုရားကဘယ်လိုဟောလိုက်တုံးဆိုရင်ဣမတ်သမေစ တဝိညာဏကေကာယေအဟင်္ကာရမမင်္ကာရမာနာနုတ္တယာနဘွေတန္တိတဝိညာဏကဆိုရက်အတိစိရှိတဲ့ဟောရိကာယအဲ့ဒီကာယမှာအဟင်္ကာရငါလို့လူတွေကထင်မှတ်စေတဲ့ဒိဋ္ဌိမမင်္ကာရငါဟာလို့ထင်မှတ်စေရတဲ့တဏှာ ကိုကိုထင်ကြီးတဲ့မာနဆိုတဲ့လူတွေရဲ့စိတ်စဉ်ထဲမှာဆွဲလန်းပြီးဆွဲကပ်ပြီးတော့ပါလာတဲ့မာနအဲ့ဓာတွေမရှိစေရဘူးအဲ့ဓာတွေကွာအောင်လုပ်ရမယ်ဒါနံပါတ်၁ကိုရဲ့ကိုကာယမှာတဏ္ဍဒိဋ္ဌိရဲ့တဏ္ဍရဲ့မာနရဲ့ဒီတရားတွေမကတ်စေရဘူးဒီတရားတွေကိုဖယ်ရှားရမယ်ဒါကစကားတစ်ခုံး နောက်ဒုတိယစကားတစ်ခုကပါတော့ဆိုရင်ဗေဒာသသဗ္ဗနိမိတ်တေတုအဟင်္ကာရမမင်္ကာရမာနာနုတေဟနဘဝိတန္တိအပြင်ကအာယုံမှန်သမျှအပေါ်မှာလည်းပဲငါဆိုတဲ့ဒိဋ္ဌိငါဟာဆိုတဲ့တဏှာမာနဆိုတဲ့အနုတေရလေမဖြစ်အောင်လုပ်ရမယ် ဒါကစကားတစ်ခုဒါဝိပဿနာချင်းစဉ်ကို အချင်းလေးဘာကိုမှတ်ရမလဲဆိုတာအချင်းလေးပြလိုက်တယ်အဲ့လိုအချင်းလေးပြပြီးတဲ့အခါမှာအရတ္တဖူဆိုတဲ့အမြင့်ဆုံးအကျိုးရရှိလာပုံကို ပြောတဲ့အခါမှာအေးတမာတိအနေနဲ့လည်းပဲကိလေသာတွေကလုံးဝလွတ်သွားတဲ့စေတောဝိမု ക്തി လို့ခေါ်တဲ့အရတ္တဖူတမာတိ ပညာအနေနဲ့လေကိလေသာတွေကအလုံးလွတ်သွားတဲ့ပညာဝိမု ക്തി လို့ဆိုရတယ်။နော်စေတောဝိမု ക്തി တမာတိနဲ့ပညာဝိမု ക്തി ဆိုရတဲ့ရတ္တဖို့ပညာအဲ့ဓာရီနဲ့စေတောဝိမု ക്തി နဲ့ပညာဝိမု ക്തി လို့ဆောင်ခေါ်တဲ့တမာတိစိတ်ဤကိလေသာမှလွတ်မြောက်မှုအတိပညာဤကိလေသာမှလွတ်မြောက်မှုလို့ဆိုရတဲ့ရတ္တဖို့ကိုမျက်မှောက်ပြုပြီးတော့ နေနိုင်တဲ့အဆင့်ဖြစ်တဲ့အဲ့ဒါလို့နေနိုင်ပြီဆိုလို့ရှိရင်အဲ့ဒါလို့နေလိုက်ပြီဆိုရင်စိတ်ကလည်းကိလေသာတွေကလွတ်သွားတယ်ပညာလည်းကိလေသာတွေကလွတ်သွားပြီဆိုရင်အဟံကာရဆိုတဲ့ဒိဋ္ဌိ